ဗီဒီယိုအန်ယူဂျီကိုနားဆင်နေကြတဲ့ပရိသတ်များခင်ဗျာအခုတင်ဆက်ပေးမိအစီအစဉ်ကတော့သတင်းနှင့်အတူလူလူစကားသံအစီအစဉ်ကိုနားဆင်ကြရမှာဖြစ်ပါတယ်ချိနဲ့နေတဲ့ဂျုံဆိုင်ပြိုးတဲ့လုပ်ငန်းနဲ့လဝကြီးအုပ်ခံထားရတဲ့ဂျုံဈေးကွက်မှာဂျုံသီးနှံဖွံ့ဖြိုးဖို့အတွက်အကြမ်းဖက်စစ်တပ်ကကြက်တသိန်းခွဲအုံပြူလာပါတယ်ဒီသတင်းကိုတားအိုကပေးပို့ထားပါတယ်ခင်ဗျာမြမဂျုံဆိုင်ပြိုးတဲ့တပ်တန်းဟာနှစ်ပေါင်း100ကျော်ရှိလာပြီဖြစ်ပေမဲ့ဂျုံဟာထိတ်တန်းသွင်းကုန်တစ်မျိုးလည်းဖြစ်နေပါတယ် ဂျုံတောင်သူအတွက်ဂျုံဆိုင်ချိန်မှာအထွက်နှုံးကောင်းတဲ့ဂျုံမျိုးတွေမရတာဂျုံပေါ်ချိန်မှာအကျိုးမြတ်ရှိတဲ့ဂျုံဈေးတွေဖြစ်မနေတာဂျုံနဲ့လုတ်တဲ့မုတ်လုံငန်းရှင်တွေမှာလည်းဂျုံမုတ်အချိန်မီမရလို့ဂျုံမုတ်ပြက်လက်တာ စတဲ့နှစ်ပေါင်းရာချီကျော်နေတဲ့ဂျုံဆိုင်ပြီးဂျုံမလုံလောက်တဲ့ပြဿနာကွင်းဆက်ကြီးကိုဖြေရှင်းဖို့အတွက်အကြံဖက်စစ်တပ်ကစိုက်ပံကနေတဆင့်အခုနှစ်2025စောင်းသီးနှံစိုက်ပျိုးချိန်ကစပြီးဂျုံစိုက်ပျိုးစရိတ်ချင်းွေတရေကကိုကြက်တသိန်းခွဲပေးပြီးဖြေရှင်းဖို့စူးစမ်းလာတာဖြစ်ပါတယ်။ ဂျုံသီးနံဖွံ့ဖြိုးရေးကိုအဓိက ထိခိုက်စေတာကအကြံဖက်စစ်တပ်ရဲ့အာဏာသိမ်းမှုကြောင့်ဖြစ်ပြီးမြမအကောင်ဆုံးဂျုံနံနေထွက်ရှိရာသခိုင်းတိုင်းအတွင်းမှာအကြံဖက်စစ်တပ်ရဲ့ထိုးစစ်တွေကြောင့်ဂျုံဆိုင်ပြိုးထုတ်လုပ်မှုညော့နေစေတာဖြစ်ပါတယ်။ဒီအကြောင်းကိုဂျုံငင်းတွေအကြောင်းနှံ့ဆက်သူတို့ကအခုလိုပြောပါရခင်ဗျာ။ဘောပေါ်နေတော့အဲ့ဒါကနိုင်ငံရေးဖြစ်နေတယ်နိုင်ငံရေးပတ်လာရင်ဘောဘောဖြစ်နေတယ် အဓိကစိုက်တာရှမ်းမြောက်မှာစိုက်တယ်။ရှမ်းမြောက်ကမူဆန်းအောင်ကျိုးကျွန်တော်တို့တစ်ခါပြအဲ့ရဆွေးလာရင်ဒိန်းကြီးခုလာပြောတဲ့အချောင်းမဲပါညာဒီဘောပေါ့ဗျာ။အဲ့ရကြောမှာစိုက်နိုင်လားမစိုက်နိုင်လားလဲကျွန်တော်တို့မသိဘူး။ကိုယ်တော်မူဆယ်မှာရှိတဲ့တော်တော်မူတွေမူဆယ်နံပါတ်၆လေးမှာရှိတဲ့တောင်းမူတွေဒီဘုတ်မဆိုင်မှာရှိတဲ့တောင်းမူတွေသူတို့ကတော့ရှင်းတယ်သူတို့ပြုတ်သွားတာဟိုဒီကမူတွေရေဒီယိုကိုပြန်သွားတယ်အဲ့တော့ပြုတ်နာမရှိဘူးမကြောက်ဘူးဒီအတွင်းမိုင်းတောင်းမူတွေမှာမောင်းနေစင်းနိုင်စင်းမစင်းနိုင်တော့ ဒီတော့ဒီကတော့ဆုံးမဖြစ်နေအကျန်းဖက်စစ်တပ်ရဲ့ထိုးစစ်တွေကြောင့်အညာတကျောကဂျုံဆိုင်အိတ်ကတွေယော့နေသွားရတယ်လို့ရှမ်းပြည်နယ်ကဂျုံကင်းတွေမှာလည်းဈေးမရပဲဈေးကွက်ပြတ်တာကြောင့်ဂျုံနီယာမှာခရမ်းကျင်တွေကိုအစားထိုးစိုက်ပျိုးလာကြပါတယ်အကျန်းဖက်စစ်တပ်အစဉ်အဆက်ဟာတီးနှံဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက်ကောက်ကင်လိုက်ရင်အဓိကကျတဲ့တောင်သူနဲ့ဆက်ဆက်တဲ့ pre harvest လုပ်ငန်းကိုကျော်ပြီး တိုင်းပြည်မျက်နှာထောက်လင့်မရှိတဲ့ခရိုနီတွေကြီးစိုးရာကုန်သည်ဆက်မှုအသင်းချုပ်မှရှိတဲ့အသင်းအဖွဲ့တွေနဲ့ပဲစီမံလေးရှိတာမို့အခြားသီးနှံဖွံ့ဖြိုးရေးလုပ်ငန်းတွေလိုပဲဂျုံလုပ်ငန်းဟာထိတ်တန့်သွင်းကုန်ဖြစ်လာပြီးပျက်စီးယိုယွင်းလာတာပဲဖြစ်ပါတယ်။ပြည်တွင်ကဂျုံတောင်သူတွေကိုဂုတ်သွေးဆုပ်အမျက်ထုတ်ရင်းအင်အားကြီးလာတဲ့ဥကျူဒိုင်းမွန်စတာအုပ်စုတွေဟာပြည်တွင်ဂျုံတောင်သူတွေကိုဈေးကွက်အရအကြီးအကျယ်ချေလည်နေတာတွေရှိလို့ဂျုံသီးနှံဖွံ့ဖြိုးဖို့ပြည်တွင် SME လုပ်ငန်းတွေဖွံ့ဖြိုးဖို့လိုအပ်တယ်လို့ကျွမ်းကျင်သူကထောက်ပြပါတယ်ခင်ဗျာ။ ကျွန်တော်တို့ဥပဒေတိုင်းမှစတဲ့စက်ကြီးတွေကကျွန်တော်ဒီပြည်တွင်းဂျုံကိုတင်မဟုတ်ခဲနဲ့ဒီပါဂျုံကိုတင်ရတာရှိတယ်။အော်စတြေးလျသွင်းတာရှိတယ်။ဟိုဟာတရုတ်ကသွင်းတာရှိတယ်။အဲ့လိုသွင်းပြီးမှသူတို့ကျွန်တော်တို့ဂျုံနေနဲ့ဆက်ရတာပေါ့။ရောင်းတာတော့ဗျာဒီကွက်တစ်ခုမှတော့မိုနိုပိုလီလောက်ထားတယ်ဆိုရင်တော့ဒါစီကွန်တိုင်းမှာကျွန်တော်ကလိုက်ရောက်အောင်မပေါ့။ဒါပေမဲ့ကျွန်တော်ကခုလာခန္ဓာပါရှိအောင်ဆိုတော့ကျွန်တော်တို့ကဘာလို့ဒေတာတွေဆက်ကလေးရရှိအဲ့လို SMB လေးတွေကိုအားပေးရမှာ။ ပြည်တွင်းထုတ်ကုန်လုပ်ငန်းကိုတကယ်အားမပေးဘဲအရေးသွေးညံ့တဲ့သွင်းကုန်တွေအပေါ်လစ်လျူရှုလာတဲ့အကြမ်းဖက်စစ်တပ်အစဉ်အဆက်ဟာစိုက်ပျိုးစည်းပွားဖွံ့ဖြိုးဖို့အစဉ်တစိုက်ပြောဆိုလာပြီမယ်လဲအောင်မြင်လာတာမရှိပါဘူးအခုအခါမှာလဲနှစ်ပေါင်း150နီးပါးရှိလာပြီးအကြဘက်ကိုရောက်နေတဲ့မြမကျုံစိုက်ပျိုးထုတ်လုပ်တဲ့လုပ်ငန်းကိုစိုက်ပံကိုငွေထည့်ပေးပြီ ဂျုံတောင်သူတွေအတွက်တေအကကြက်တသိန်းခွဲသုံးပြီးဖွံ့ဖြိုးရေးစကားဆိုလာတာဖြစ်ပါတယ်။တကယ်ဂျုံဆိုင်ပြိုးထုတ်လုပ်တဲ့လုပ်ငန်းမှာတော့ဂျုံတောင်သူတွေမတိမရှင်းဆိုင်ပြိုးထားတဲ့ဂျုံတွေကိုခရိုနီဂျုံလုပ်ငန်းရှင်တွေကခုတ်သွေးဆုပ်ကောက်သိန်းကောက်တယ်လို့ကောက်ပြီးမြမဂျုံဈေးကွက်ကိုချေလဲရင်းအင်အားကြီးတစ်ထက်ကြီးလာနေပါတယ်။ဒါကြောင့်မြမဂျုံလုပ်ငန်းဖွံ့ဖြိုးဖို့ကအကြမ်းဖက်စစ်တပ်တပ်ဆိုးရှည်တွေမဖြစ်နိုင်တယ်လို့ဂျုံလုပ်ငန်းဖွံ့ဖြိုးလာဖို့ကြက်တသိန်းခွဲသုံးလာတဲ့အကြမ်းဖက်စစ်တပ်ရဲ့အကြံစီကလည်း ရည်စရာဟာတာစကားသာဖြစ်လာပါတယ်အခုတင်ဆက်ပေးခဲ့တဲ့မြေပြင်သတင်းအကြောင်းအရာတွေကိုတော့သတင်းတောက်သားဦးကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ